hello အားလုံးပဲမင်္ဂလာပါကိုဘောဂိမီ Facebook page နဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဗျဒီနေ့ video လေးကတော့ဒီလာလေးမှာထွက်လာမဲ့ new upgrade ထဲမှာဘာတွေပါဝင်လာမလဲဆိုတာကိုပြပြပြီးတော့မှာပဲဖြစ်ပါတယ်ဗျ video လေးမစခင်မှာကိုဘော YouTube channel လေးကို subscribe လုပ်ရသေး subscribe နေပြီးတော့ဝင်ရပေးပါအောင် subscribe လုပ်ပြီးတဲ့ညီကိုလေးတယောက်ရှိနေတယ်အောင်လဲကျေးဇူးများကြီးတင်ပါတယ်ကဲတော့ let's go brother ကျွန်တော်ဒီအချိန်မဆွဲဘဲနဲ့ video လေးကိုစလိုက်ကြအောင်ဗျာ ဒီလား upgrade တွေမှာဆိုလို့ရှိရင်တော့ snape 1 snape 2ဆိုပြီးတော့ရှိပါမှာဖြစ်ပါတယ်ဗျာအခုဘောအခုပြပြပေးမှာကြတော့ snape 1ရဲ့အကြောင်းအရာလေးတော့ပြပြပေးတော့မှာပဲဖြစ်ပါတယ်ဗျာပထမအုပ်စုအနေနဲ့ပါဝင်လာတော့ new patch ပဲဖြစ်ပါတယ်ဗျာဒီ patch အစ်စ်ကလေးကတော့တဟုန် level ဆက်ကွန်မှာပဲရရှိမှာပဲဖြစ်ပါတယ်ဗျာဒီတဟုန် level ဆက်ကွန်မှာဆိုလို့ရှိရင်တော့ဒီ patch out level 10ကနေပြီးတော့မှ set 1ကို upgrade လုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီ patch အစ်စ်ကလေးဖြစ်တဲ့ sneezy ဆိုတဲ့ patch အစ်စ်လေးကိုရရှိမှာပဲဖြစ်ပါတယ်ဗျာသူ့ကို upgrade လုပ်မယ်ဆိုလို့ရှိရင်တော့22 million eliza ကုန်ကြမှာပဲဖြစ်ပါတယ်ဗျာ okay ဒီ patch အစ်စ်ကလေးကတော့ level 10ထိထပ်ပြီးတော့မှ upgrade ုပ်လို့ရမှာပဲဖြစ်ပါလေဗျသူရဲ့အလုပ်လုပ်ပုံကတော့ तू က snake ဆိုတဲ့အတိုင်းပဲ तू ကနှာရှီတဲ့ခါမှာဆိုလို့ရှိရင်တော့သူ့ရဲ့အကောင့်လေးတွေထွက်လာတာဗောနော်အဲ့ဒီအကောင့်လေးတွေကနေပြီးတော့မှ defend တွေကိုလိုက်ပြီးတော့ damage တွေပေးတယ် အာတခြားဒီနီးစက်ရဟာတွေအကုန်လုံး damage ပေးတာပဲဖြစ်ပါတယ်ဗျပြီးတော့ဒီပေါ်ဝါရှိနေဒီ pass ကကြတော့ဘာမှ damage မပေးဘူး तू อ่ะအဲအကောင်လေးတွေကိုပဲထုတ်ပေးတာပဲဖြစ်ပါတယ်ဗျတကယ်လို့ brother တို့ရဲ့တွဲထားတဲ့ hero ကသေသွားပြီဆိုမှသာလေ तू อ่ะ defend ကိုသွားပြီးတော့မှ damage ပေးတာပဲဖြစ်ပါတယ်အဲ့ဒီ hero သေသွားမသေမရှင်းပါတော့ hero မသေမရှင်းရတော့ဘယ်တော့မှ तू อ่ะ damage ပေးမှာမဟုတ်ဘူးသေသွားမှစပြီးတော့မှ damage ပေးတာပဲဖြစ်ပါတယ်ဗျ โอเคဒီအကောင်လေးရနဲ့ထွက်လာတဲ့အကောင်လေးတွေရဲ့ hit point ကကြတော့1100ရှိတာပဲဖြစ်ပါတယ်သူရဲ့ damage ကတော့105တိရှိတာပဲဖြစ်ပါတယ်ဗျသူရဲ့ target ကကြတော့ air ground ကိုသူက damage ပေးတာပဲဖြစ်ပါတယ်သူကတော့ single target ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခုကြိုးပြီးမှနောက်တစ်ခုကိုပြောင်းပြီးတော့မှ damage ပေးမှာပဲဖြစ်ပါတယ်ဗျဒီ pack ကထွက်လာတဲ့အကောင်လေးတွေက pass level map ဖြစ်သွားတာနဲ့သူရဲ့ hit point က2000ဖြစ်သွားပြီးတော့ damage က105နဲ့မှ90ဖြစ်ပါတယ်ဗျဒီ pass ကကြတော့သူရဲ့ပုံမှန်တိုင်းဆိုလို့ချင်းသူရဲ့ hit point က4600နဲ့မှ90ရှိတာပဲဖြစ်ပါတယ် damage ကတော့400နဲ့မှ90ဖြစ်ပါတယ်ဗျ damage ကဆောင်းဝါးကျမ်းမြင်မယ်လေဒီ hero ို့တည်သွားမှာသူကလိုက်ပြီးတော့မှ defend တွေကို damage ပေးမှာပဲဖြစ်ပါတယ်ဗျ။ Okay အဲ့တော့ new pet လေးကိုကျွန်တော်ကတော့ queen မှာထည့်ပြီးတော့မှစမ်းကြည့်မှာဖြစ်ပါတယ်။ဒီ cobra မှာအစိုးနှာရှီလိုက်မယ်ပြီးတော့အကောင်လေးတွေထွက်လာမယ်။အဲ့ဒီအကောင်လေးတွေကလိုက်ပြီးတော့ damage ပေးမယ်။ queen နောက်မှာဒီ pet ကချိနေပြီးတော့ဒီ pet ကတော့ဒီ hero တည်မှာ damage ပေးမှာဖြစ်ပါတယ်ဗျ။ဒီ queen တည်သွားမှာသူကစပြီးတော့မှပြစ်မှာပေါ့နော်။သူပြစ်လို့ရှိရင်လည်း defend only ကိုပဲပြစ်တာပဲဖြစ်ပါတယ်ပြီးတော့တခြားဒီသူ့ရဲ့ပုံစံလေးကကွင်းတည်သွားတဲ့ rage ပုံစံလေးပေါ့ rage out လိုက်တဲ့လိုမျိုးလေးနည်းနည်းလေးမြန်ဆန်ပြီးတော့မှသူက damage ပေးမှာပဲဖြစ်ပါတယ်ဗျ။ Okay အဲ့တော့ကွင်းလေးတည်သွားလို့ကျေကျော်တစ်ချက်လောက်ကြည့်ရအောင်ဗျ။ Okay ကွင်းလေး validity တစ်ချက်ပေးလိုက်မယ်နော်။ဒီကွင်းနောက်မှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့တော့ဒီ defend နေရာအရင်ပြစ်ဖို့ဆိုတာဒီကွင်းတည်သွားမှာပဲစပြီးတော့ပြစ်လို့ရမှာမို့နော်။သူကလည်းကွင်းတည်သွားမှာဒါမျိုးလေးသူက damage တွေပေးမှာပဲဖြစ်ပါတယ်။ โอเคပတ်အကြောင်းလေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ true အကြောင်းလေးတွေကိုပြပြပေးအောင်ပါပဲဖြစ်ပါတယ်ဗျ true မှာဆိုလို့ရှိရင်တော့အရင်တော့မများဘူး၄တော့အောင်ပဲထပ်ပြီးတော့မှ level တဆင့်စီထပ် upgrade လုပ်ရမှာပဲဖြစ်ပါတယ်ဗျပထမဆုံးအနေနဲ့ yeti level 70 upgrade လုပ်လို့ရမယ်ပြီးတော့ကျွန်တော် half half ကိုလည်းထပ်ပြီးတော့မှ level 74 upgrade လုပ်လို့ရမယ်နောက်ပြီးသွားပြီဆိုလို့ရှိရင်တော့ goal line နဲ့ ice goal line ကိုလည်း level တဆင့်စီထပ် upgrade လုပ်လို့ရမှာပဲဖြစ်ပါတယ်ဗျ ယတရဲ့ပုံစံလေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့အယောင်လေးကအပေါ်မှာနည်းနည်းမဲသွားပြီးတော့မှသူ့ရဲ့လက်တွေကတည်းကမီနီယံရဲ့အစူးတွေနဲ့တော့မှပုံစံလေးဆင်တူသွားတာပဲဖြစ်ပါတယ်ဗျ။ဂျိုလေးတွေကလည်းရွှေအောင်လေးဖြစ်လာပြီးယတရဲ့ပို့ပြီးတော့မှ strong ဖြစ်သွားတဲ့ပုံစံကိုတွေးမြင်ရမှာပဲဖြစ်ပါတယ်ဗျ။ โอเค true လေးកောင်ပြီးတော့ပြီဆိုလို့ရှိရင်တော့နောက်တစ်ခုကတော့ spare မှာဆိုရင်တော့တစ်ခုပဲ upgrade လောက်အောင်မှာဖြစ်ပါတယ်အဲ့တော့ best spare ကို level 70 upgrade လောက်အောင်မှာပဲဖြစ်ပါတယ်ဗျဒါလေးကတော်တော်လေးမိုက်တယ်ယတီနဲ့ best spare တွေနဲ့တွဲပြီးတော့မှ30ချင်းနေတာလားမပြောတတ်ဘူးဒါမျိုး upgrade ပေးတာလေးကတော့နောက်ပိုင်းကျဆိုလို့ရှိရင်တော့ယတီတို့ goal line ice goal line နဲ့တွဲပြီးတော့မှ ground attacking နဲ့တော်တော်လေးခက်စားလာနိုင်မယ်လို့ကိုပေါ်ကတော့ထင်ပါတယ်ဗျ true တွေ spare တွေပြီးတော့ပြီဆိုလို့ရှိရင်တော့ defend တွေကိုလည်းထပ်ပြီးတော့မှ upgrade လောက်အောင်မှာပဲဖြစ်ပါတယ်ဗျ defend တွေကအရင်တော့မများဘူးပထမဆုံးအနေနဲ့ဗေဒါလေးကို upgrade လောက်အောင်မယ်ဗေဒါရောင်လေးကဒီပုံစံလေးဖြစ်သွားမှာပဲဖြစ်ပါတယ်ဗျ okay ဒါလေးကတော့တော် ော်လေးကိုမအောင်လှတာပဲဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ကန့်နေကိုလည်းထပ်ပြီးတော့မှ upgrade လုပ်မှဖြစ်ပါတယ်ဗျ။ဒီကန့်လေးကိုထပ်ပြီး upgrade လုပ်လိုက်ပြီဆိုလို့ရှိရင်တော့ brother တို့ကဒါလူလေးတွေ9កောင်9កောင်စီပြန်ပြီးတော့မှပုံဆက်လာမှဖြစ်ပါတယ်။အဲ့ဒါကျွန်တော်တို့ရဲ့ true တွေအကုန်လုံးဆက်နေပမာဏက320မဟုတ်တော့ဘဲနဲ့340ထပ်ပြီးတော့မှ anti ရမှာဖြစ်ပါတယ်ဗျ။အဲ့တော့လူတွေအများကြီးကျွန်တော်တို့ဆက်ပြီးပဲဖြစ်ပါတယ်။ပုံမှန်တိုင်းဆိုရင်ကျွန်တော် dragon က16កောင်ပဲဆက်လာပဲဖြစ်ပါတယ်ဗျ။အခုမှဆိုလို့ရှိရင်တော့ dragon လေးတွေအကုန်လုံးက16កောင်ထပ်ပြီးတော့မှတုံးလို့ရနိုင်ပြီပဲဖြစ်ပါတယ်ဗျ။ဒီလူသမားအင်လီယာဆိုလို့ရှိရင်တော့ဒီပုံစံဘာလေးနဲ့တူသွား ားလဲဆို Dragon အယောင်နဲ့တော့ကတ်စင်စင်ဖြစ်သွားတယ်ပြီးတော့ကျွန်တော်တို့ဒီ Defend နောက်တစ်ခုကတော့ Inferno လဲထပ်ပြီးတော့မှ Upgrade တင်ရမှာပဲဖြစ်ပါတယ်ဗျ Inferno လေးကိုထပ်တင်လိုက်မယ်ဆိုရင်တော့ Inferno ရဲ့အယောင်ကတော့ဒီဘက်အစိမ်းအောင်ဘက်ကတောင်းဝဆက်ကုန်အယောင်ဘက်ကိုနည်းနည်းလေးတန်းသွားတာပဲဖြစ်ပါတယ်ဗျ Inferno တီးပြီးသွားပြီဆိုရင်လဲပုံမှန်တိုင်းပဲကျွန်တော် Inferno ကိုကျွန်တော် Super Shell Level 1 2ဆိုပြီးတော့ထပ်ပြီးတော့ Upgrade လောက်မှာပဲဖြစ်ပါတယ် Inferno ပြီးသွားပြီဆိုလို့ရှိရင်တော့ Monolith ကိုလဲထပ်ပြီးတော့မှ Upgrade လောက်အောင်မှာပဲဖြစ်ပါတယ်ဗျ Monolith ရဲ့အယောင်ကကျတော့ဒီအစိမ်းအောင်ပုံစံလေးတန်းသွားရင်တော့အစိမ်းဟိုမှာအစိမ်းအရင်မဟုတ်ဘဲနဲ့ အမဲနဲ့ဘယ်လိုမျိုးလေးတော့မသိဘူးဒီမှာ brother တို့မြင်တွေ့တဲ့ပုံစံတိုင်းလေးပဲဖြစ်ပါတယ်ဗျသူရဲ့ hit point ကကြတော့ plus 300နဲ့မှ3တိုးလာပြီးတော့ damage ကတော့ plus 16တိုးသွားမှာပဲဖြစ်ပါတယ်ဗျဒီကောင်လည်းအဲ့လိုပဲ monolith ကို level 4တင်ပြီးသွားရတယ် super shell level 1 2ဆိုပြီးတော့ထပ်ပြီးတော့ upgrade လုပ်ရမှာပဲဖြစ်ပါတယ်ဗျ okay နောက်တစ်ခုဖြစ်တဲ့ new defend ဖြစ်တဲ့ mandi gear tower ယူလဲ super shell level 1 2ဆိုပြီးတော့ထပ်ပြီးတော့ upgrade လုပ်ရမှာဖြစ်ပါတယ် inferno တွေအကုန်လုံးလည်း super shell တွေထပ်ပြီးတော့တင်ရမယ်ပြီးတော့အလုံးသမားအင်းလေးကိုလည်းထပ်ပြီးတော့မှ super shell တွေထပ်တင်ရမှာပဲဖြစ်ပါတယ်ဗျအဲ့တော့ defend နေထဲမှာဆိုလို့ရှိရင်တော့ဘာမှမရှိဘူး defend သုံးခုပဲ traffic agree လောက်ရတာဖြစ်ပါတယ်ဗျာ beta ပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီ monolith monolith inferno ဖြစ်ပါတယ်ဗျာပြီးတော့ကျွန်တော်ကန့်နေမှာဆိုလို့ရှိရင်တော့ကန့်ကတော့၄ခုထပ် upgrade လောက်ရမှာပေါ့နော်အခု upgrade ကတိတ်တော့မြင်များဆက်စားတော့မဟုတ်ပါဘူးကိုဘိုးတော့ဒါလေးတွေထပ်ပြီးတော့ super shell လေးကို ac လေး upgrade လုပ်ပေးနေုံနဲ့အဆင်ပြေပြီပဲဖြစ်ပါတယ်ဗျာ dell lisa true ထုတ်တဲ့နေရာလေးမှာဆိုလို့ရှိရင်တော့ဒီမှာပုံစံအစ်တလေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီကောင်လေးကဆိုလို့ရှိရင်တော့အခု upgrade ထဲမှာပါလာမယ် dell lisa true အစ်တကလေးပဲဖြစ်ပါတယ်ဗျာဒါလေးကိုကျွန်တော်မနေ့ပြန်ဗီဒီယိုမှာထပ်ပြီးတော့မှအသေးစိတ်ပြောပြပေးအောင်မှာပဲဖြစ်ပါတယ်ဗျာအခု upgrade မှာဆိုလို့ရှိရင်တော့ wall ကတော့ဒါနောက်ထပ်တရ နဲ့90 upgrade လုပ်လို့ရသေးရပါတော့တာဟုတ်79မှာဆိုလို့ရှိရင်တော့ဘောဒီအကုန်လုံးတော့တခါတည်း upgrade လုပ်လို့မရသေးဘူးနောက်ထပ်85ကျောင်းပဲ upgrade လုပ်လို့ရအောင်မှာပဲဖြစ်ပါတယ်ဗျ။ Okay အဲ့တော့အသေးစိတ်ချုပ်ပြီးတော့မှကြည့်ရမယ်ဆိုလို့ရှိရင်တော့ true မှာဆိုရင်၄ကောင် spare မှာတစ်ခုဆိုရင်အလုပ်ပေါင်းမှာ9ခုပဲဖြစ်ပါတယ် level ready မှာ9ခုပဲထပ် upgrade လုပ်ရမှာပဲဖြစ်ပါတယ်ဗျ။ပြီးတော့ပြီဆိုလို့ရှိရင်တော့ pathetic grade ဖြစ်တဲ့ snake seo level 30တိထပ်ပြီးတော့မှတင်ရမယ်။ defend မှာဆိုလို့ရှိရင်တော့ monolith ရဲ့ inferno ရဲ့အလုပ်သမားအင်လေးကိုထပ်ပြီးတော့မှ upgrade လုပ်ရမှာဖြစ်ပါတယ်။ကန့်ကတော့၄ခုထပ် upgrade လုပ်ရမှာပဲဖြစ်ပါတယ်ဗျ။ဒီကတ်ပုံစံလေးကတော့တော်တော်လေးလှတဲ့ထဲမှာပါတယ် တယ်ကျွန်တော်ကတော့သဘောကျတာလေးတစ်ခုကကြတော့ဒီကန့်နေကို level 10တင်ပေးလိုက်တဲ့ခါမှာတော်တော်လေးမိုက်တာပဲဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်သွားတိုက်တဲ့ခါမှာလူများများနဲ့တိုက်တဲ့ခါကျတော့ပို့ပြီးတော့မှလွယ်ကူမှာပဲဖြစ်ပါတယ်ဗျာ Okay ဒီမှာကြည့်မယ်ဆိုတော့အရှိမန်ထဲမှာဂျန်ရပေါက်လေးတွေထပ်ပြီးတော့မှတိုးပေးထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ် Mardi Asha Tower တို့ Kano တို့ပြီးတော့ပြီဆိုရင် Fire Spitter Mardi Gia Tower နောက်ထပ်တဲ့ Defend အစ်စ်တွေပေါ့နော်အဲ့ဒါလေးတွေကိုဘယ်နှချောင်းဘယ်နှချောင်းရှိုးလို့ရှိရင်ဂျန်လေးတွေ25 25ဆိုပြီးတော့မှပေးထားတာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျာ ပြီးတော့ရင် now upgrade မှာဆိုလို့ရှိရင်လည်း defense level တွေ vision level တွေကိုလည်းထပ်ပြီးတော့မှဈေးတွေ short short ပေးထားတာပဲဖြစ်ပါတယ်ဗျဒီမှာဆိုလို့ရှိရင်တော့ဒါအသေးစိတ်ဈေးအားလေးဖြစ်ပါတယ်သူရဲ့ chart တဲ့ဒီဈေးတွေထက်ကိုပို့ပြီးတော့မှဈေးတက်တာပြီးတော့မှအချိန်တွေလည်းတက်တာသွားမှာပဲဖြစ်ပါတယ်ဗျကိုဘွားတို့ကနောက်ဆုံး level လေးတွေကိုပဲပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုလို့ရှိရင်တော့ asha tower level 21ကိုပုံမှန်ဆိုလို့ရှိရင်တော့၄ရက်လောက် upgrade လုပ်ရတာဖြစ်ပြီးတော့မှဒီမှာဆိုရင်တော့3ရက်ပဲဖြစ်ပါတယ်3ရက်ပဲကြာတော့မှာပဲဖြစ်ပါတယ်ဗျပြီးတော့သူရဲ့ကုန်ကျစရိတ်ကကြာတော့8 million လောက်ကုန်ကျတာကို now က်ဂရိတ်မှာဆိုလို့ရှိရင်တော့4မီလီယံလောက်ပဲကြာတဲ့တော့မှာပဲဖြစ်ပါတယ်ဗျ။ဒါကြီးကတော့တဝက်တတိကိုဈေးလျှော့ချပေးထားတာပဲဖြစ်ပါတယ်ဗျ။ဒီမှာနောက်တစ်ခုထပ်ပြီးတော့မှဆက်ကြည့်မယ်ဆိုလို့ရှိရင်တော့ Amiga Level 7ကနေပြီးတော့မှဆက်နှစ်ကိုတင်မယ်ဆိုလို့ရှိရင်တော့ပုံမှန် upgrade မှာဆိုလို့ရှိရင်တော့73.5မီလီယံကြာတဲ့မှာဖြစ်ပါတယ်။ဒီလား upgrade ရောက်ပြီဆိုလို့ရှိရင်တော့73မီလီယံနေပြီးတော့မှ10မီလီယံအလီဇာပဲကုန်ကြတော့မှာပဲဖြစ်ပါတယ်ဗျ။ဒီမှာနောက်တစ်ခုလူထုတ်တဲ့ဟာလေးတွေ upgrade ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်3ရက်ကနေပြီးတော့မှ2ရက်ကိုလျှော့ချပေးထားတာပဲဖြစ်ပါတယ်ဗျ။ဒါတွေကတော်တော်လေးကိုမအောင်မိုက်တယ်ပြီးွားရင် blast man အရှိ င်တွေဈေးတွေကိုလည်းထပ်ပြီးတော့မှရှော့ချပေးလာတယ်။ဘုံတာဝါတွေကနိုတွေပြီးတော့ကလန်ကဆယ်တွေအစလုံးဝတစ်ခုမကြံကိုဈေးတွေရောအရှိန်တွေရောရှော့ချပေးလာတာပဲဖြစ်ပါတယ်ဗျ။ဒီလိုပုံစံလေးတွေကြီးချင်းအဖြစ်ဆိုလို့ရှိရင်တော့ဒါ upgrade တစ်ခုမှဆိုလို့ရှိရင်ဒီလောက်အရှိန်လေးတွေနဲ့ဆိုရင်ကျွန်တော်တို့ all map ဖြစ်ပေါ်ဆိုလို့ရှိရင်တော့လူတိုင်းလိုလိုစူးစမ်းလို့ရှိရင်ဒါစူးစမ်းသလိုရရှိတော့မှာပဲဖြစ်ပါတယ်ဗျ။ တေချာလေးကြည့်ပဲဆိုလို့ရှိရင်တော့အခုလျှော့ချပြီးတာကတော်တော်လေးကိုမအောင်များတာပဲဖြစ်ပါတယ် Ghost Story ရောပြီးသွားရင် Tahoe Level တွေရောပြီးသွားရင်ဒီမှာကျော် Tesla တွေရော Defend Level အကုန်လုံးကိုမအောင်သူကဈေးတွေရောအရှိန်တွေရောလျှော့ချပြီးတာပဲဖြစ်ပါတယ်ဗျဒါတွေကတော့ကိုဘတခုချင်းစီလိုက်ပြီးတော့မှကျွန်တော်မပြောတော့ပါဘူးဒီမှာ Hero Level လေးတွေကိုလည်းတက်ပြီးတော့မှလျှော့ချပြီးတာဖြစ်ပါတယ်အဲ့တော့ဒီ Upgrade မှာလျှော့ချပြီးတာတွေကတော်တော်လေးကိုမအောင်များတာပဲဖြစ်ပါတယ်ကိုဘဒါတွေတခုချင်းလိုက်ပြောပြနေရင်တော့ကုန်မှာတော့မဟုတ်ဘူးအဲ့ဒါကြောင့်ကိုဘဒီ PDF file လေးကိုလိုချင်လဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram မှာတင်ပေးထားမှာပဲဖြစ်ပါတယ်ဗျကိုဘရဲ့ Telegram Channel လေးကိုရိုက်ချချင်လဲ လို့ရှိရင်တော့ရှေ့ကနေ A ကွေးလေးခံပြီးတော့မှ F ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ကနေပြီးတော့မှကိုဘော COC ဆိုပြီးတော့မှရက်ချလိုက်စင်တော့ကျွန်တော်ရဲ့ Telegram လေးကိုတွေ့မှာပဲဖြစ်ပါတယ်ဗျအဲ့မှဆိုရင်တော့ကိုဘော video မတင်ဖြစ်တဲ့ခါဆိုလို့ရှိရင်လည်းသတင်းလေးတွေကိုကျွန်တော်ရဲ့ Telegram channel လေးထဲမှာကျွန်တော်ခဏခဏတင်ပေးတာပဲဖြစ်ပါတယ်ဗျ Okay အဲ့တော့ဆိုကျွန်တော်ဒီနေ့ video လေးတော့ဒီလောက်ပါပဲ video လေးကိုအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ရှိနေတဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်ဗျကိုဘောဒီနေ့ပြောပြပေးသွားရတဲ့မှာမရှင်းတာလေးရှိလို့ရှိရင်လည်းကိုမန်နယ်မှာဝင်ပြီးတော့မှမေးသွားလို့ရပါတယ်ဗျမနေ့ပြန်ဒီလိုအချိန်မှာကျွန်တော် now upgrade မှာပါလာမဲ့ truth အစ်ကလေးကိုလည်းထပ်ပြီးတော့မှပြောပြပေးအောင်မှာဖြစ်လို့ကိုဘောရဲ့ channel လေးကို subscribe နဲ့ပြီးတော့မှစောင့်မျှော်ပေးလို့ရပါတယ်ဗျအားလုံးပဲပဲပဲပါကျွန်တော်နောက် video ကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ